ကောတိုင်းဇီကုံမြို့ပေါ်က KTV ဆိုင်တဆိုင်မှာစစ်သားနဲ့ရဲခွနှစ်ဦးပါဝင်တဲ့အဖွဲ့လာရောက်ပြောပါနေချိန်မင်းညပိုင်းမှာဝင်ရောက်ပြစ်ခတ်ခဲ့တယ်လို့ဒေသတွင်း PDF တပ်ဖွဲ့ဖြစ်တဲ့နက်စစ်သည်အဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်မင်းညပိုင်း၁၇နှစ်ဝန်းကျင်က KTV ကိုစီးနှင်းတိုက်ခိုက်မှုအတွင်းမှာအဲ့ဒီစစ်သားနဲ့ရဲခွနှစ်ဦးသလုံးတိတ်ဆုံးသွားခဲ့ပြီးဂျီ3တနက်တလက်ဂျီ7တချို့တင်းစီရရှိခဲ့တယ်လို့နက်စစ်သည်အဖွဲ့ကဆိုထားပါတယ် KTV မှာသူတို့တွေရောက်နေတယ်ဆိုတဲ့သတင်းအရဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီ KTV နဲ့ဇီးကုန်းမြို့မှာရဲစခန်းကတော့သုံးဖာလုံခန့်ဝေးတယ်လို့သိရပါတယ်။တိုက်ခိုက်မှုက2မိနစ်3မိနစ်နဲ့အတိအကျအကောင့်ထဲပေါ်ခဲ့ရတယ်လို့ NetCity အဖွဲ့ရဲ့တာဝန်ရှိသူကဆိုပါတယ်။တိုက်ခိုက်မှုဖြစ်စဉ်ကြောင့်ဇီးကုန်းမြို့မှာရဲစခန်းကစစ်ကားတွေ KTV ဘက်စီတက်လာပေမဲ့ကြားဖြတ်တိုက်ခိုက်လိုက်နိုင်တယ်လို့လည်းသိရတာပါ။အခုဖြစ်စဉ်ဖြစ်ပေါ်တဲ့ဇီးကုန်းမြို့ဟာဘကိုးတိုင်းအနောက်ချမ်းမှာရှိပြီးရန်ကုန်ပြည်ရထားလမ်းပေါ်ကမြို့တစ်မြို့လည်းဖြစ်ပါတယ်။တိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့တဲ့ NetCity အဖွဲ့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဇီးကုံမြို့နယ်ထိဆက်နေတဲ့ဂျိုးပင်ကောင်မြို့နယ်မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုပအဝင်ဆောင်ရွက်ပေးနေသူတချို့ကိုအင်ဒါရရောက်တွားရောက်တရေပေးတာတွေပြုတ်လုပ်ထားတယ်လို့သိရပါတယ်ရှင်။